အလုံးမဲမင်္ဂလာပါရှင်။နေ့ပင်ပန်းခက်ခဲကြမ်းတမ်းလာတဲ့နှင်းခီးသွားနေသည့်အစီအစဉ်ကနေပြီးတော့ကျေးဇူးလိုက်ပါတယ်ရှင်။ဒီ vlog လေးကတော့နှင်းပင်တရားမှာဆယ်လီဆိုင်ပြူရီစီစဉ်တူရိုက်ဖို့အတွက်အဲသွားတော့က vlog လေးပေါ့နော်။ဒါလေးကတော့ရီရရွာမှာနေ့လယ်စားစားနေရပဲဖြစ်ပါတယ်။အဲ့မှာအကြိုက်ဆုံးကတော့ရေမုံညင်းတုတ်ပါ။ရေမုံညင်းတုတ်ကရှမ်းကိုကောင်းပါတယ်ရှင်။ ပြီးတော့သူ့ရဲ့ကြက်တောက်ဆန်လေးကလည်းရန်ကိုမှ ကောင်းပါတယ်လို့ပြောနေရင်ပါပဲကြက်တာကိုက်လို့မရပါဘူးရှင်တော်တော်ရင့်ပါတယ်ရှင် အသွန်ခွန်ဆိုင်ကိုက်တာတောင်မှဘလို့မှမကိုက်နိုင်ပါဘူးရှင်အဲ့ဒါနဲ့မောလို့ဆိုပြီးတော့ကျမတောက်မယ်လို့လုပ်တဲ့ချိန်မှာလေကျမအိတ်ဘူးလည်းမဖွင့်နိုင်ပါဘူးရှင်ကျမရဲ့ဘဝရဲ့ခက်ခဲကြမ်းတမ်းလာတဲ့အခြေအနေတွေကိုဖျက်ကျော်ပြီးရတဲ့အခါမှာတော့ကျမနောက်ထပ်ရေမုံညင်းတုတ်ကိုထပ်ပြီးတော့မှားလိုက်ပါတယ်။ အရင်ကြိုက်ပါတယ်ကျမရဲ့လုံးဝ favorite favorite ဒါပေမဲ့လေအဲ့ရေမွန်ညင်းကိုကို့ဘကိုဝယ်လာပြီးတော့အိမ်မှာတုပ်ဆိုင်အဲ့အရသာမထွက်ဘူးအဲဒါပေမဲ့အမှဆိုင်တော့ထွက်တယ်ဒါတော့ဘာမဆိုင်ညာမဆိုင်လက်သေးညှက်ထားရတယ်ဆိုတော့ကြောက်တာပါဟာလို့သူတို့ဆီယာဟာရလို့အရန်ရှင်းတာပဲလို့အမေလို့အမေကြော်လာတယ်လို့ငမွေရိုးကြောင့်လေးကျွေးပါဆိုတဲ့အချိန်မှာတွားမပြုတ်ထွက်သွားတာကံကောင်းပါရဲ့ရှင်အဲ့တော့ဟင်းနေအစားတောက်နေရပြဿနာမဟုတ်ပဲနဲ့ကျမကပြဿနာဖြစ်နေရပါရှင် အဲ့ချိန်မှာပဲကျမမောပန်းလာစွာနဲ့အေးဘူးတစ်ခုလုံးကိုကိုအောင်တောက်ချလိုက်ပါတယ်။တောက်ပြီးရင်ဘာဖြစ်လဲ။ပောက်ပါမယ်ရှင်။ကျမကလောမျိုးရဲ့အင်းဟုတ်တယ်။ကလောမျိုးရဲ့ view ကြီးကိုကြည့်ပြီးတော့ကျမ ပောက်လိုက်ပါတယ်ရှင်။ view လေးကဘလောက်တောင်လှလဲဆိုလို့ရှင်။တာယာအေးချမ်းပြီးတော့ရန်ကုန်မြို့နဲ့တခြားကြည့်ပါမယ်။ကဲဆက်လက်ပြီးတော့ခီးထွက်ခွာတဲ့လက်ချောက်မှာတော့ကျမရဲ့အမေဟာဆိုရင်ဒီလိုတောင်ပေါ်မှာမြူလေးတွေတိမ်လေးတွေဘုံလွှမ်းနေတာဘလို့ပြောလဲဆိုတော့နားထောင်လိုက်ပါရှင်။ ော့ဂီတပေါင်းကတော့ဒီလောက်ဘူးတော့ပဲနေရကြတိုင်နေဒူထက်တယ်မြူတွေနဲ့ဟိုကဖြစ်နေတော့တော်မီလောက်နေဟုတ်ပါတယ်ရှင်ဘယ်သူမှမဟုတ်ပါဘူးနှင်းရမိပါပဲရှင်တိန်နေဒူထက်နေတော့ဟိုတောင်ပေါ်မှာတော်မီလောက်နေရဲ့ကဲရောက်ပါပြီရိုက်ချက်ကတော့နှစ်ခါပြန်ကြည့်ရအောင်ဘယ်ရောက်လို့ရောက်မှမသိပါဘူးရှင် ဒါအမှန်တော့ဒါရရောက်ချင်းနေကိုတော့ရိုက်ထားရမှာဟုတ်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဒါကဟို9ရက်8ရက်မြောက်နေ့လောက်မှဖြစ်နေပြီဆိုစကင်တုံးက2 3 3 4 50တုံးလောက်ကိုတော်တော်ကိုကြာနေပြီပေါ့နော်။ဆန်ခရင်တွေဘလောက်အွန်အွန်လဲဒီရေပြောင်းမြေပြောင်းဒီနေတွေရွှွန်နေဖုန်နေကိုကျမမတားဆီးနိုင်ခဲ့ပါဘူးရှင်။ make up တွေဆိုလို့ရှိရင်လည်း make up ကတရားအသားတရားဖြစ်ချင်တိုင်းနေဖြစ်ပြီးတော့လိမ့်ကျင်တလို့တွေလိမ့်ပြီးတော့ကျမရဲ့ vlog လေးကိုဒီလိုလေးစက်ကြည့်ပေးပါဦးရှင်။ ကဲအားလုံးပြီးပြီဆိုပြီးတော့မျက်နှာလေးပြပြီးတဲ့အချိန်မှာပဲကောင်းမလေးကပါးနေကြံခဲ့ပါတယ်ရှင်အဲ့တော့ပါးနေထက်ဖြည့်ပါတယ်ပါးနေဟိုဘက်ကိုထက်ထဲဒီဘက်ကိုထက်ထဲဟိုဘက်ထဲလိုက်ဒီဘက်ထဲလိုက်နဲ့အခါတစ်ထောင်လောက်ထဲတောင်ကျမရဲ့မျက်နှာပေါ်မှာပါးနေရမတင်နိုင်တော့ပါဘူးကျမတော်တော်မဲနေရပါရှင်အဲအဲ့ဒါနဲ့ outfit check ဆိုပြီးတော့ကျမ outfit check လေးလောက်လိုက်ပါတယ်ကဲချင်းလေးတစ်ပုတ်ဝင်မယ်သွားတော့မယ်ရောက်ပြီဘလော့လေးကိုစောင့်ကြည့်ကြည့်ပြရတဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဘလော့လေးလည်းအားပေးကြပါဦးရှင်